တေချာတာတခုကတော့တချို့အရာတွေကကျွန်တော်တို့ Chelsea အသင်းရဲ့လက်ထဲမှာရှိမနေတော့ပါဘူးအားလုံးပဲမင်္ဂလာညချမ်းပါ Chelsea အသင်းကိုအားပေးနေကြတဲ့ Brother New ကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပါတော့ဆိုတော့ကျွန်တော်တို့တွေအနေနဲ့ Top 4 race တို့တို့ Champion League ဝင်ခွင့်အတွက်ဆိုလို့ရှိရင် Chelsea အသင်းကအဲတော်တော်လေးလက်ကျန်ပွဲစဉ်နှစ်ပွဲမှာကိုဘက်ကလဲအပြည့်အဝကျုံးသွားမှာဖြစ်တယ်လို့ကျန်တဲ့ Race တဲကအသင်းတွေနဲ့လဲ reset တွေကိုကျွန်တော်စောင့်ကြည့်သွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တစ်ချက်လေ့လာပြီးတော့ကျွန်တော်ရဲ့သုံးသက်ချက်အရာဆိုလို့ရှိရင်တော့ Chelsea တင်က United ကိုနိုင်အောင်ကမ်းမဖြစ်မယ်နောက်ပြီးတော့အထူးနိုင်ရမှာတော့ Notting ပေါ့နော် Notting ကိုနိုင်ပြီးတော့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အတွက်ကအောက်ကအသင်းကိုတော့ဖြတ်ထားနိုင်တယ်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်။ Aston Villa ကလည်းပွဲချက်ကစားရမယ်ဆိုတဲ့အနေအထားတရက်တော့ရှိနေသေးတာကြောင့်ကျွန်တော်အဓိကတော့ Newcastle ပဲပေါ့နော်။ဆိုတော့ Newcastle Manchester City ဒီနှစ်သင်းကတော့အဓိကကျွန်တော်တို့ သတိထားပြီးတော့ကျွန်တော်စောင့်ကြည့်သွားမယ်ဆိုတဲ့အင်တာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့သားမှာဘုံမောက်တို့ဘာတို့အကောင်းဆုံးခြေစွမ်းနေပြပြီးတော့ကျွန်တော် restate ကအတင်းတွေကိုဒုက္ခပေးနိုင်ပါစီလို့ပဲဆုတောင်းပါပေါ့ချက်စီးတင်ကအမှန်တိုင်းပြောရရင်ဒီဒီလိုမျိုးဖြစ်တာကဟိုးရှိအထူးသဖြင့်တော့ဒီဇင်ဘာနောက်ပိုင်းပေါ့နော်နှစ်တစ်ခုပြီးတဲ့နောက်မှာကစားတဲ့ပွဲစဉ်တွေမှာ အရန်ပေါ်ရော့ခဲ့တာပေါ့နော်အဲ့မတိုင်ခင်မှာချက်စီးတင်းကတကယ်ကို တော်တော်လေးဟိုပရိသတ်တွေအသေးဆွဲခြေစွမ်းမျိုးတွေပြသနိုင်တယ်အတင်းကလည်းတော်တော်လေးစီးစီးလုံးလုံးနဲ့တွားတယ်အမစကာကိုလည်းချီကျူးနေကြတဲ့အချိန်ပေါ့ဒါပေမဲ့မာစကာကြီးကအမြဲတမ်းအိုက်တုံးကဆိုလို့ရှိရင်ဒါညင်းနေပေါ့နော်တော်ဖိုရစ်တိုင်းမှာမပါပါဘူးမပါပါဘူးချန်ပီယံတိုက်တယ်စင်ကုန်တိုင်းအသင်ပုံသေးပါဘူးဆိုတာကြီးကခဏတော့ဘာမှဖြစ်ပေမဲ့အမြဲတမ်းဒီလိုကြီးပြောနေတဲ့အချိန်မှာဒီကစားသမားတွေရဲ့စိတ်ထဲမှာလည်းယုံကြည်မှုတွေအများကြီး ဟိုရော့ကြသွားတဲ့အပိုင်းနေရှိရလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဆိုတော့ဒါတခုတည်းတော့မဟုတ်ပါဘူးချက်စင်းတင်မာကပြောရရင်အရင်ဟန်မျိုးပျောက်နေတာကြပါပြီချက်စင်းတင်ရဲ့ DNA ကအစ်စ်နီးပါးဖြစ်နေပါပြီပေါ့နော်ဆိုတော့တချို့အရာလေးတွေလောက်ကလွဲလို့ရှိရင်ဒါကျွန်တော်တို့အပြာရောင်ချင်းသိစိတ်တတ်ကသားသမားတွေကိုပြန်ရိုက်သွင်းပေးရမယ့်အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်အထူးသဖြင့်ဘောလေးတို့ရောက်ပြီးတဲ့နောက်ပိုင်းမှာ အသင်းရဲ့နီးပါးကနေစပြီးတော့ အုပ်ချုပ်သူအဖွဲ့ဝင်တွေနောက်ပြီးစီနီယာတွေအားလုံးကိုသူခါချပလိုက်တာကသူတေရင်သူတူတာသူကအားကြနေသူကဒေါမွန်တို့မတို့သွားအားကြနေအဲ့ဒါအမှားကြီးပဲဗောနော်ဒါကျွန်တော်ဆွတ်ဆွဲကြဗောနော်ဘာလဲဆိုတော့ဒေါမွန်ဒေါမွန်နေနေကြည့်အရန်ကောင်းပြီမယ်ချက်စီကိုဒေါမွန်နေနေကြည့်မယ်ဆိုလို့ရှိရင်ဘလို့မှကျွန်တော်တို့အဆင်မပြေဘူးလေဟုတ်တယ်မလားဒေါမွန်ကလည်းချက်စီဖြစ်မလာနိုင်လို့ဒေါမွန်ကဒေါမွန်အတိုင်းနေနေတာပေါ့ကျွန်တော်ပြောချင်တာဒေါမွန်က သူရောင်းတဲ့ကစားသမားတွေကိုသူရောင်းလိုက်တဲ့ဈေးနဲ့သူမဝယ်နိုင်ဘူးဒါတိရမယ်တစ်ချက်ဒါပေမဲ့သူရောင်းကျင်တဲ့ဈေးရောင်းသူအယောင်သွေးနိုင်တယ်ဒီလိုမျိုးပေါ့နော်ဒါသဘောတရားပြောပြတာပါဟို model သွားနေတဲ့ပုံစံတူနေလို့ပေါ့နော်ချက်စီးသင်းနေတဲ့ကဒါမျိုးလူငယ်တွေကိုစွတ်ဖြစ်နေတယ်အားလုံးရဲ့ attention ကအဲ့ဒီမှာပဲအဓိက driver တွေကလည်းဘာလုပ်နေဆိုအဲ့လူငယ်တွေခေါ်မယ်ရောင်းမယ်ခေါ်မယ်ရောင်းမယ်ဒါပဲလုံနေပြီးတော့အသင်းကိုတကယ်တစ်ဖက်ကအသင်းကြီး ်ကစားသမားကောင်းတွေကိုဆွဲဆောင်ရမယ်အခု Chelsea ကအရင်ကြံခဲ့တဲ့အရှိန်တွေနဲ့ကစားသမားတွေကို attract လုပ်နိုင်နေတာပေါ့နော်တကယ်တကယ်တမ်းမှာဒါမျိုးຢာဒီ9ຢာဒီလောက်ကဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးဆိုးရွားသွားနိုင်တယ်သို့တော့သို့တော့ပေါ့နော်ပြန်ဖြေလို့ရတာကဘာပဲပြောပြောဒီ1 to 5 1 to 10 1 to 7 1 to 10တော့နည်းနည်းများတယ်ပေါ့နော်အမှန်တိုင်းပြောတော့1 to 5 1 to 4လောက် နားမဝဲနေနိုင်ရင်တော့လေလက်တလုံးအနေထားရကြည်နံ့ရမယ်ဆိုတဲ့အခြေအနေမှာတော့ရှိတယ်ဒါပေမဲ့ချက်စီကိုကျွန်တော်အမှန်ကန်အားပေးခဲ့တဲ့ပရိသတ်တွေအနေနဲ့တော့ဒါချက်စီမဟုတ်ဘူးဆိုတော့ခန်းစားမိနေတဲ့ခန်းစားချက်ကြီးကတော့အတော်လေးဆိုးရွားရယ်ဆိုတဲ့ခြားတရမှာတော့ရှိတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်အဲ့ရှုံးပွဲပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဘာမှတော့မှကျွန်တော်ပြောခြင်းစိမ်မရှိလို့ပေါ့เนาะဒါညီကိုလည်းတွေ့ပါဦးဒီတရားဒီဆိုလို့ရှိရင်ကျွန်တော်ဒီနည်းနည်းလေးပေါ်ပြောက်ဖြစ်နေတယ်ပေါ့เนาะဒါပေမဲ့လေအတူကတော့ကျွန်တော်တို့ ွဲပြီးပြီဆိုလို့ရှိရင်တော့ပွဲစင်နေပြီးပြီဆိုတော့ transfer ကြီးလာမယ်ဗျာကျွန်တော်တို့အတွက်ဒါရင်ခုန်စိတ်လှုပ်ရှားစရာတွေပေါ့နော်ချက်စီးတဲ့နေနဲ့လည်းအဲတချို့အပိုင်းဒီမှာဟိုလေတံလေးတွေကျွန်တော်ကြားရတာလေဒါမျိုးအတွေ့အကြုံရှိတဲ့ကစားသမားတွေကိုပြတ်ခေါ်မယ်ဆိုတာကဒါကလည်းဖြစ်တဲ့အချက်ပဲလူငယ်တွေကိုလည်းတွတ်တက်လောင်းရမှာဖြစ်တယ်လို့ဒါဟိုလမ်းကြောင်းတက်မဲ့ဖို့အတော့ပေါ့နော်အတွေ့အကြုံလိုအပ်တယ်ဗျအတွေ့အကြုံရှိတယ်ဘလောက်ပဲဟိုတော်နေပါစီပေါ့နော်လူငယ်တွေမှာအတွေ့အကြုံမရှိဘူးဆိုတဲ့စကားအတိုင်းပဲပေါ့နော်ဆိုတော့ဒီလိုမျိုးအတွေ့အကြုံရင်း ကစားသမားတွေကိုပြန်ပြီးဖြည့်တင်းသင့်တယ်လို့ကျွန်တော်ကတော့အပြည့်အဝလက်ခံပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဒီ36ပွဲကစားပြီးတဲ့အချိန်ပေါ့နော်မြင်တဲ့အမြင်လေးတွေကိုကျွန်တော်လည်းပြဿနာတွေနဲ့မထီတွေ့သလိုဖြစ်သွားမှာဆိုလို့ချိုးလဲကျွန်တော်မျှော်နေကြတဲ့ပြဿနာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုအတိုးလေးပြုလုပ်ပေးတာဖြစ်ပါတယ်အမ် follow လုပ်ထားကြပါအောင်ကျွန်တော်နောက်ထပ်သတင်းအကြောင်းအရာတွေပေါ့နော် Chelsea တည်တံ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးနေပါအောင်မယ်ခင်ဗျာအားလုံးပဲ see you next video ပါနော်